မင်္ဂလာပါရှင်ရှင်နေရန်ကုန်မြို့တုံတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ရင်းနှီးမြှုပ်နှံမှုများလွယ်ကူရေးတရုတ်စီးပွားရေးအသင်းများနှင့်ဆွေးနွေးတဲ့သတင်းဖြစ်ပါတယ် ပြည်ရင်းမှာဝင်ရောက်ရင်းနှီးမြှုပ်နှံနေတဲ့တရုတ်စီးပွားရေးလုပ်ငန်းတွေမှာကြုံတွေ့နေရတဲ့အခက်အခဲတွေကိုကူညီဖြေရှင်းပေးနိုင်မှုအတွက်ရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနဲ့တရုတ်စီးပွားရေးအသင်းတွေနိုဝင်ဘာ၈ရက်မနေ့ပိုင်းကရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာတွေ့ဆုံဆွေးနွေးကြောင်းသိရပါတယ်။ရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရဲ့လုပ်ငန်းတာဝန်အရမြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံသူတွေလုပ်ငန်းလွယ်ကူချုံ့မေ့အောင်ဆောင်ရွက်ပေးရမယ့်လုပ်ငန်းတာဝန်ရှိတာကြောင့် တရုတ်မြန်မာစီးပွားရေးအသင်းတွေကိုပြည်내လိုက်ဖွဲ့စည်းခွင့်ပြုထားပြီးလက်ရှိမှာအသင်း25အသင်းရှိတယ်လို့သိရပါဗျ။အခုလိုတွေ့ဆုံဆွေးနွေးရတာဟာတရုတ်နိုင်ငံအတွင်းကပြည်내တွေမှာရှိတဲ့ရင်းနှီးမြှုပ်နှံသူတွေကိုပုံမှန်ဆွဲဆောင်နိုင်မှုပြည်တွင်းမှာလာရောက်ရင်းနှီးမြှုပ်နှံနေခြင်းတွင်ကြုံတွေ့ရတဲ့အခက်အခဲတွေကိုကူညီဖြည့်ရှင်းပေးဖို့နဲ့အစိုးရပုဂ္ဂလိကကြားပူးပေါင်းဆောင်ရွက်မှုပုံမှန်မြင့်တင်နိုင်မှုအတွက်ရည်ရွယ်တာဖြစ်တယ်လို့ဆိုပါတယ်။ ပြည်တွင်းမှာတရုတ်ရင်းနှီးမြှုပ်နှံမှုစီးပွားရေးလုပ်ငန်းတွေများလာပြီးကုန်ထုတ်လုပ်မှုတွေများလာရင်ပြည်ပသွင်းကုန်တွေရောကျသွားနိုင်မှာဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးဒေါက်တာဝဝမောင်ကပြောပါတယ်။တွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက်လာတဲ့တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကလည်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းတွေရဲ့အခွင့်အရေးတွေ သွင်းကုန်တွေနဲ့ပတ်သက်တဲ့လုပ်ငန်းအခက်အခဲတွေနေဆက်ဒေသကုန်သွယ်မှုတွေပြန်လည်ဖွင့်လှစ်စေလိုတဲ့ဆန္ဒတွေကိုတင်ပြဆွေးနွေးခဲ့ကြကြောင်းသိရပါဗျ။မြန်မာနိုင်ငံမှာဝင်ရောက်ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံတွေထဲမှာတရုတ်နိုင်ငံကဒုတိယရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်ပြီးတော့တရက်စစ်တည်ယူပို့ဆောင်ရေးစက်မှုကုန်ထုတ်လုပ်မှုတဘာဝတံငွေစိုက်ပျိုးမွေးမြူရေးကိုအခြေခံတဲ့လုပ်ငန်းတွေမှာပုံမှန်ရင်းနှီးမြှုပ်နှံလာကြတယ်လို့သိရပါဗျ။ဆက်လက်တင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးတာကိတမြို့နယ်ဇင်းနေမန်အောင်စီတို့ရွှေတင်ငန်းကလူရန် ရန်စင်ချင်းတို့ကွင်းစင်ဆစီတဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအစိုးရဝယ်လူမျိုးရဝင်ကြီးဇီနက်မအောင်စီတို့ဥဆောင်နိုင်ကဥထေအောင်ဒီတာဝန်ရှိသူများလိုက်ပါလျက်နိုဝင်ဘာ၈ရက်နေ့နဲ့9နာရီကတာကေချမြို့နယ်ကျက်တီဆောင်ဇီနက်မအောင်စီတို့စတုတ္တအကျဉ်းရွှေတင်ကန်းကတ်လူပူဇော်ရန်အတွက်ပထမဆင့်ရန်စင်ချင်းတို့ကွင်းစင်ဆစီတရှိကြောင်းသိရပါတယ်။အဲ့ဒီလိုကွင်းစင်ဆစီရာတွင်ဇီနက်မအောင်စီတို့ဘန်နာတော်ထိန်ကောပကအဖွဲ့ဥက္ကဋ္ဌဦးကြည်ဝင်းနှင့်အောင်မြမမှုရွှေချနှင့်ရွှေမိုက်ထုတ်လုပ်ငန်းမှာ ဥကွန်စော်ထက်တို့ကလုပ်ငန်းဆောင်ရွက်ပြီးစီမှုအခြေအနေများဆောင်ရွက်ရမယ့်ရှေ့လုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြကြပါရစေ။တာဂီတာမြို့နယ်ဈေးနှုန်းမအောင်စေရောဘန်နာရိုထိန်ကုပ္ပခဖွဲ့မှကြီးမှု၍ဈေးတော်မြကြီးအားစတုဒ္ဒချင်းရွှေတင်ငန်းကတ်လူရန်ညှင်းစင်ခြင်းကိုအောက်တိုဘာ26ရက်ကစတင်ညှင်းစင်ခဲ့ပြီးအခုက60ရာခိုင်နှုန်းပြီးစီနေပြီဖြစ်ပါရစေ။ ညှန်းစင်ချင်းပြီးမြောက်ပါကဒုတိယအဆင့်နေဖြင့်ရွှေမိုက်ထုတ်လုပ်ငန်းကိုလှုပ်ဆောင်က၎င်းရွှေမိုက်ထုတ်လုပ်ငန်းပြီးစီးပါကတတိယအဆင့်ရွှေသင်္ကန်းကတ်လူပူဇော်မှာဖြစ်ပါတယ်။ရွှေသင်္ကန်းကတ်လူရာတွင်မြက်ပါရွှေအဆိုင်ပေါင်း1500ကတ်လူပူဇော်သွားမှာဖြစ်ပြီးရွှေသင်္ကန်းများလူဒန်းလူပါက နှစ်လက်မှပက်လေဆဲချက်ပါဒီဇိုင်းနဲ့ငွေကျပ်၄000နှုန်းဖြင့်စီနက်မအောင်စီတော့ဘန်နာတော်ချိန်ကုပ္ပကအဖွဲ့ယုံသူ၎င်းအလူကန်ဌာနသူ၎င်းလာရောက်လူရန်နိုင်ပြီးဦးအောင်သိန်းဘန်နာရီမူဖုန်း39 443 3918 889ဦးအောင်အောင်တွဲဘက်ဘန်နာရီမူဖုန်းနံပါတ်39 519 4639တို့ဆက်သွယ်လူရန်နိုင်ကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့တဲထက်စင်ကပေးပို့လာတာပါ thank you